င်ပြောင်းတိုင်းစီရဲ့နေ့စဉ်သတင်းအစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မြောင်ဦးထပ်ပေါင်းတင်ဆက်ပေးခြင်းတဲ့သတင်းအကြောင်းအရာတွေကတော့ဝဲလဝမ်းမြလာရွေကော်ဖီဆိုင်ဧကပြောင်းတိုးချဲဆိုင်ပြိုးလာဆိုတဲ့သတင်းလောက်တာဆင်လို့ခြင်းမရှိသည့်ပြပအလောက်အကအေဂျင်စီများလဲဆင်လို့လားချုပ်စည်ရင်ပေးဖို့ရမည်ဆိုတဲ့သတင်း ဒေသအချို့တွင်မိုးကြီး၍ရေကြီးခြင်းနှင့်မြေပြိုခြင်းများသတိပြုရန်မိုးစလာအကြံပြုဆိုတဲ့သတင်းနိုင်ငံတကာသတင်းဘုံလေးနဲ့ဟောင်ကောင်တွင်မာချောင်တွင်လက်မှုပညာတိန်ကောပပျောက်ရန်နီးစပ်လာဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါသေး ထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတပုတ်အနေနဲ့ဝဲလူဝါမြင်လာရွှေကော်ဖီဆိုင်အေကာမြောင်တိုးချဲဆိုင်ပြိုးလာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပြည်တွင်းပြည်ပဝဲလူဝမြင်လာတာကြောင့်မန္တလေးတိုင်းပြည်ဦးရွှေမြို့နယ်မှာကော်ဖီဆိုင်အေကာတွေတိုးချဲ့ဆိုင်ပြိုးလာတယ်လို့ပြည်ဦးရွှေမြို့နယ်ကော်ဖီသုတေသနနှင့်ဤပညာပြန်ပွားရေးဗဟိုဌာနကသိရပါတယ် အဆိုပါမြို့နယ်မှာ coffee site ဤကပေါင်း2000ခန့်ရှိပြီးပြည်တွင်းပြည်ပဈေးကွက်ကောင်းနေထားကြောင့်ပုံမိုးတိုးချဲ့လာတဲ့လို့ဆိုပါအထင်လက်ရှိပြည်တွင်း coffee တောက်သုံးမှုဟာအရင်ကထက်ပိုများလာတာ coffee သီးဈေးကောင်းနေထားပြည်ပကိုတင်ဖို့ရောင်းချနေရထားတွေကြောင့်လဲတောင်သူနဲ့လုပ်ငန်းရှင်တွေပိုတိုးချဲ့ဆိုက်ပျိုးခဲ့ကြတယ်လို့သိရပါအထင် ကော်ဖီပင်တွေတိုးချဲဆိုင်ပြိုးလာတာဟာတဘာဝပဝင်းချင်းထိမ့်သိမ့်ရေကို အထောက်ကူဖြစ်စေတယ်လို့ရေရှည်တည်တန်းတဲ့ဆိုင်ပြိုးရေကိုလည်းဖော်ဆောင်နိုင်မယ်လို့ဆိုပါတယ်။ဒါကြောင့်ကော်ဖီသူတွေတနာနှင့်ဤပညာပြန်ပွားရေးဗဟိုဌာနကတာဝန်ရှိသူတွေအနေနဲ့ဆိုင်ပြိုးသူတွေလိုအပ်ချက်တွေကိုပံ့ပိုးကူညီဆောင်ရွက်ပေးနေတယ်လို့လည်းသိရပါတယ်။ ပြည်တွင်းမှာမြေနိတ်ကော်ဖီအပါအဝင် special coffee တွေကိုပါစိုက်ပျိုးလေရှိကြပြီးပြည်ပနိုင်ငံတွေကိုအဓိကထားသင်ဖို့နေကမြမကော်ဖီဟာကမ္ဘာဈေးကွက်ဝင်ဖြစ်တာကြောင့်ဝက်လက်နိုင်ငံတွေကကြိုက်နှစ်သက်ကြတယ်လို့လည်းသိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့လုံသားဆေလွတ်ခြင်းမရှိသည့်ပြည်ပအလောအခိုင်အေဂျင်စီများလည်းဆေလွတ်လားချုပ်စရင်ပေးပို့ရမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ြည်ပတို့လုံသားဆေလွှတ်ခြင်းမရှိတဲ့ပြည်ပအလောအကိုင်းအေဂျင်စီများအနေနဲ့လဲဆေလွှတ်လာချုပ်စရင်ကိုပုံမှန်အချိန်မီပေးဖို့ရမယ်လို့စိတ်မိုက်ဂရေးရှင်းကအတည်ပြုထားပါတယ်။လုံသမောင်းဝန်ကြီးဌာနရဲ့စိတ်မိုက်ဂရေးရှင်း channel က2025ခုနှစ်ဧပြီလအတွက်ဆေလွှတ်လာချုပ်စရင်ပေးဖို့ခြင်းမရှိသေးတဲ့အေဂျင်စီတွေစရင်ကိုမေလ23ရက်ကထုတ်ပြန်ပေးခဲ့တာဖြစ်ပြီးပြည်ပအလောအကိုင်းအေဂျင်စီတွေအနေနဲ့လုံသားဆေလွှတ်ခြင်းရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ ်တင်ပြရမယ်လို့ဖော်ပြထားပါတယ်။ပြည်ပလောကိုင်းအေဂျင်စီတွေအနေနဲ့လစဉ်တမတ်ရန်အတိုင်းဆေးလွှတ်လချုပ်ကိုအချိန်မီမပေးဖို့ပါကဒဏ်ချေးပေးဆောင်ရမယ်လို့လဲဆိုပါတယ်။ဧပြီလအတွက်ဆေးလွှတ်လချုပ်ပေးပို့ခြင်းမရှိသေးတဲ့အေဂျင်စီပေါင်း88ခုရှိတယ်လို့လည်းသိရပါသေးရှင်။ဆလပီဒေတာအချို့တွင်မိုးကြီး၍ရေကြီးခြင်းနှင့်မြေပြိုခြင်းများသတိပြုရန် မိုးစလအကြံပြုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒေသအချို့မှာမေလတတရာအပတ်အတွင်းမိုးကြီးနိုင်တာကြောင့်ရေကြီးမြေပြိုနိုင်တဲ့အတွက်ကုန်းမြင့်တဲ့မြေချောင်းအနီးနေသူတွေကိုကြိုတင်သတိပြုနေထိုင်ကြဖို့မိုးလေဝသနှင့်ဆလားဗေဒညွှန်ကြားမှုဦးစီးဌာနကအတိပေးအကြံပြုထားပါထိန်ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာလေထုမငြိမ်မသက်မှုများဖြစ်ပေါ်လာနိုင်တာမုတ်တုံလီဆက်လက်ဝင်ရောက်လာနိုင်တာအပူပြန်သက်တိမ်တွေဖြစ်ထုံးမှုအားကောင်းတာကြောင့်မေလ13ရက်ညပိုင်းခါနေမေလ 6ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကချင်းကယားကရင်ချင်းမွန်ရခိုင်နယ်ရှမ်းပြည်နယ်တွေမှာနေရာစိတ်စိတ်ကနေနေရာအနှံ့ပြမိုးထစ်ချုံရွာနိုင်မယ်လို့သိရပါတယ် ဒါအပြင်မေလ18ရက်နေ့ကနေမေလ20ရက်နေ့အထွန်းစကိုင်းတိုင်းကချင်ချင်းရခိုင်နယ်ရန်ပြည်နယ်တွေမှာ နေရာစိတ်စိတ်ခါနေနေရာအနှံ့အပြားနဲ့နေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကယားကရင်နဲ့မွန်ပြည်နယ်တွေမှာနေရာကျဲကျဲမိုးထချုံရွာပြီးအချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ဆိုပါတယ် အဆိုပါမိုးသည်ထန်စွာရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးချိုးပစ်တာလျက်စီးလက်တာမိုးသီးကြွေတာလျက်တပြက်ရေကြီးတာနဲ့မြေပြိုရာစတဲ့သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တာကြောင့်အဆိုပါဒေသတွေမှာရှိတဲ့ကုန်းမြင့်ဒေသအသည်နေထိုင်ကြသူတွေအနေနဲ့မြေပြိုမှုအန္တရာယ်ပြင်ငယ်ချောင်းငယ်တွေအနီးမှာနေထိုင်ကြသူတွေအနေနဲ့ရေကြီးရေရှမ်းထားတွေကိုကြိုးတင်သတိပြုရှောင်ရှားကြဖို့အတိပေးထားပါထင် ဒါအပြင်ပြည်တွင်းရေချောင်းသွာလာရေးနဲ့လေချောင်းပြန်တန်းရေးအနေဖြင့်လဲကျိုးတင်သတိပြုနိုင်ကြဖို့ကိုလည်းအတိပေးနှိုးဆော်ထားပါတယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ဟောင်ကောင်တွင်မာကျောင်းလက်တွဲလက်မှုပညာသိက္ခာပပျောက်ရန်နီးစလာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဆက်ဖြစ်ပြုလုပ်တဲ့မားချောင်းအသုံးထွေဟာဈေးနှုန်းသက်သာတယ်လို့လက်ဖြစ်ပုံဖော်သူ နောက်ဆုံးမျိုးဆက်တွေဟာလည်းအသက်ရွယ်ကြီးလာသဖြင့်လက်လုံးမားချောင်းတွေနေရာမှာ အစားထိုးဝင်ရောက်လာကြခါဟောင်ကောင်မှာမားချောင်းလက်ထွင်းလက်မှုပညာသိမ့်ပါလာပါထိ1644-1931ချင်းမင်းဆန်နှောင်းပိုင်းမှဆင်းသက်လာတဲ့မားချောင်းကစားနီဟာတရုတ်လူမျိုးအများစုအတွက်အမှတ်ရခေါင်းများစွာဖန်တီးပေးထားပါတဲ့ ဟောင်ကောင်ရှိမားချောင်းလက်ထွင်းပညာရှင်နောက်ဆုံး၃ယောက်ထဲကတယောက်ဖြစ်တယ်လို့တူဦးသေးတော်အမျိုးသမီးလက်ထွင်းပညာရှင်ဖြစ်တဲ့ဟိုစောမေခါထော်ဒီပညာကိုအလေးထားဆဲဖြစ်ပါထိ1990ဝင်းချင်းကသူ့အဖေထမ်းမှ လုပ်ငန်းလက်လွှဲယူပြီးနောက်နှစ်40တိုင်အောင်ဆိုင်ခန်းဖွင့်ထားပါထိ မားချောင်းတုံးတွေကိုကြောင်စိန်ဟွာတရိษံရိုးထိုးဖြင့်လက်ထွင်းလေရှိပေမဲ့ဈေးသက်သာတဲ့ဆက်လုပ်ပစ္စည်းတွေပေါပေါက်လာချိန်မှာရိုးရာလက်ထွင်းပညာဆက်လက်မထွန်းကားထောပေမဲ့ပိုစောမေရဲ့လက်ရမြောက်မားချောင်းတုံးတွေရဲ့အတွက်နေရာအနှံ့မှလာရောက်ဝဲယူသူတွေရှိပါအထိအမေရိကန်မှာလားတဲ့ချိုးကားထော့144တုံးပါတဲ့မားချောင်းတစုံဝတ်အတွက်395ဒေါ်လာဖြင့်ဝယ်ယူခဲ့ပါတဲ့ မားချောင်းကစားနီးကလူငယ်မျိုးဆက်တွေချတိတ်ပြီးလူကြိုက်မများတော့ပါဘူးမားချောင်းကစားဝိုင်းပိုင်ရှင်တွေကလူငယ်မျိုးဆက်တွေစိတ်ဝင်စားလာအောင်ပွဲတွေချင်းပါနေကြပါထိမားချောင်းလက်ထွင်းပညာတိတ်ကောပပျောက်သွားဖို့နီးစပ်နေပေမဲ့ဟိုစောမီကားတော့ DMW နှစ်ကိုဆက်လက်ထိမ့်သိမ့်သွားဖို့လှုပ်ဆောင်နေအောင်မယ်လို့ပြောသွားပါထဲလို့သိရပါထဲရှင် ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေ့စဉ်သတင်းအစီအစဉ်တွေပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့သူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျမကတော့ညမိုးထပ်ပါ။